ဒီစကားကတော့လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကပင်လယ်ကိုအုပ်စိုးတဲ့ငကားပင်ကတားမြစ်ထားတဲ့နေမြေစည်းကိုဖျက်ပြီးတော့မိစ္ဆာတွေကိုနှိုးကလောကအသုံးပုံကိုပြောင်းပြန်လာပြီးလောကရဲ့အရှင်သခင်ဖြစ်လာဖို့ကြိုးစားခဲ့တယ်။အဲဒီနောက်တော့ကောင်းကင်ဘုံကနေပြီးတော့ကောင်းကင်တမန်တော်တွေဖြစ်တဲ့ရှမ်းကုန်းနဲ့ကွေဖူးကိုလွှတ်ပြီးတော့ထိုငကားမိစ္ဆာကိုဖမ်းဆီးချုပ်နှောင်ရဲစေခိုင်းခဲ့တယ်။ ရှောင်းကုန်းကတော့ငကားမြစ်စီသွားတဲ့လမ်းမှာတားမြစ်စီတစ်ခုကိုချခဲ့ပြီးကွေဖုကထိုတားမြစ်စီတွေကနေပဲငကားမိတ်ဆာဘရင်ကိုတိုက်ခိုက်ခဲ့တယ်။ငကားဘရင်ရဲ့မာကျောတဲ့ခန္ဓာကိုယ်တွေကြောင့်ကွေဖုကရှုံးနေခဲ့ရတယ်။တိုးပေမဲ့လည်းရှောင်းကုန်းရဲ့စီမံတွေကြောင့်ထိုမိတ်ဆာငကားဘရင်ကိုဖမ်းဆီးနိုင်ခဲ့တယ်။တနေ့မှာတော့ကောင်းကင်တမန်တော်ဖြစ်တဲ့မိုးကျွန်းနဲ့ရဲ့စီတော်တားရဲတကောင်ဖြစ်တဲ့မော်ကြည်လင်ကလူပုံကိုခိုးဆင်းသွားပြီးတော့ပင်လယ်နဲ့ထဲကရတနာတိုက်ကိုခိုးယူဖို့ကြိုးစားခဲ့တယ်။အမှန်တော့ဒီလုံရက်ကိုစေခိုင်းခဲ့တာကတော့ကောင်းကင်တမန်တော်ဖြစ်တဲ့မော်ကြည်လင်ရဲ့သခင်မိုးကျွန်းနဲ့ပဲဖြစ်ပါတယ်။ဒီအကြောင်းအရာ ကိုတော့ကောင်းကင်ဘုံမှာရှိတဲ့မြည်သည့်နတ်ဖျားတွေကမှမသိကြပါဘူး။မောကြည်လင်ကတော့လူဘုံကိုခိုးဆင်းသွားပြီးတော့စီကံချိုးပေါက်ခဲ့တဲ့အတွက်ကြောင့်ကောင်းကင်နတ်ဖျားဖြစ်တဲ့ကြားကြည်ရာကကောင်းကင်မင်းကြီးကိုတိုင်ရခဲ့တယ်။အဲဒီအတွက်ကြောင့်ကောင်းကင်မင်းကြီးကမောကြည်လင်ကိုတွားရောက်ဖမ်းဆီးရန်အတွက်နတ်ဖျားကမှဖြစ်တဲ့အလန်နတ်ကိုဆေလွတ်ခဲ့။မောကြည်လင်ကတော့လူပြည်မှာရှိနေတဲ့ပင်လယ်ရေအောက်ကရင်နဂါးတစ်ကောင်နဲ့မိတ်ဆွေဖွဲ့ကရတနာတိုက်ကိုလိုက်လံရှာဖွေနေခဲ့တယ်။ ရင်နဂါကလည်းအလားတူသောရတနာချပန်းမိအိမ်ကိုလိုက်လံရှာဖွေနေခဲ့တာပဲဖြစ်ပါတယ်။အမှန်တော့ရင်နဂါရှာဖွေနေတဲ့ရတနာချပန်းမိအိမ်ကကောင်းကင်တပြားဖြစ်တဲ့အာလန်လန်ရဲ့အစွန်းထလာတဲ့လက်နက်ဖြစ်နေခဲ့တာပါ။ထို့အကြောင်းကိုတည်တဲ့ကောင်းကင်တရဲ့မော်ဂျီလင်ကတော့ရတနာတိုက်ကိုရှာဖွေရန်အတွက်ရင်နဂါကိုအုံချခဲ့တယ်။ထို့ရင်နဂါကလည်းသူ့ရဲ့အိမ်မထဲမှာမကောင်းဆိုးဝါးတကောင်ကရတနာချပန်းမိအိမ်ကိုရှာဖွေခိုင်းတဲ့အတွက်ကြောင့်လိုက်လံရှာဖွေနေတာပဲဖြစ်ပါတယ်။ တနေ့မှာတော့ကောင်းကင်တပ်ဖျားဖြစ်တဲ့ကြာကြီးရာကစစ်သူကြီးအာလန်လက်ကိုကောင်းကင်တားရဲ့ဖြစ်တဲ့မောကြီးလင်းနဲ့မိစ္ဆာရင်ကားတို့ကိုဖမ်းဆီးရန်အတွက်ဆေလွတ်ခဲ့တယ်။ အဲ့ဒီအတွက်ကြောင့်စစ်သူကြီးအားလန်ကသူ့ရဲ့စီတော်သားရဲ့ဖြစ်တဲ့ရှောက်ထန်းကိုခေါ်ဆောင်ပြီးတော့လူပြည်ပုံကိုထွက်ခွာခဲ့တယ်။လူပုံကိုရောက်တော့စစ်သူကြီးအားလန်ကသူ့ရဲ့စီတော်သားရဲ့အရွယ်စားကအခြားသောတိရစ္ဆာန်တွေနဲ့မတူညီတာကြောင့်အသွင်ပြောင်းလာခေါ်ဆောင်ခဲ့တယ်။အဲ့ဒီနောက်မှာတော့စစ်သူကြီးအားလန်ကလူဘွားတော်ကသူ့ရဲ့မိခင်ချက်ပြုတ်ကျင်းဝေးခဲ့တဲ့အရာတွေကိုလွှမ်းဆိုတတိယနေရာကြောင့်လူပြည်ကအစားအသောက်တွေကိုတုံးဆောင်နေတဲ့အချိန်မှာပဲပင်လယ်ရောက်ကဘားမိတ်ဆာတကောင်ကပြည်သူတွေကိုအန္တရာယ်ပေးနေတာကြောင့်ကုညီကဲတင်ရင်းနဲ့ပဲမော့ချီလင်းနဲ့မိတ်ဆာနဂါတို့ကိုတွှေ့ရှိသွားတာကြောင့်သူတို့နှစ်ဦးစလုံးကိုဖမ်းဆီးခဲ့ပါ တယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်သားရဲ့ဖြစ်တဲ့မောကြည်လင်းရဲ့အရှင်သခင်မိုးကျိုးနဲ့ကရောက်ရှိလာပြီးတော့မောကြည်လင်းကိုကောင်းကင်ထံကိုခေါ်ဆောင်သွားရင်သူ့ရဲ့အပြစ်တွေကိုသိရှိသွားမှာဖြစ်တဲ့အတွက်ကြောင့်ကောင်းကင်စစ်သူကြီးအာလန်နာကိုစီယုံသိမ်းသွင်းကမောကြည်လင်းကိုလွှတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီပြင်စစ်သူကြီးအာလန်နာမှာရှိနေတဲ့ဂျန်နရယ်ဂျာဗန်မီအင်ကိုစွန်းအားတွေပို့ပြီးတော့ကြီးထွားလာအောင်လုပ်လို့ရတယ်လို့ဆိုကလိန်ညာလှယ်ပြားခဲ့ပါသေးတယ်။သူအကြောင်းကိုကြားသိရတဲ့စစ်သူကြီးအာလန်ကတော့သူ့ရဲ့လက်နက်ဖြစ်တဲ့ရန်နာဂျာဗန်မီရင်ရဲ့အစွမ်းတွေကိုဘယ်မှာရှာဖွေရမလဲဆိုတာကိုပဲစဉ်းစားနေကြတာပါ။ အဲ့ဒီအချိန်မှာပဲဖန်စီချုံနံခံထားရတဲ့မိစာရင်ငကကဒိုနီယာကိုတိတဲ့အတွက်ကြောင့်သူ့ကိုလွတ်ပေးဖို့အတွက်ထပ်မံတောင်းဆိုခဲ့ပါတယ်။စစ်သူကြီးအာလန်လည်းသူ့ရဲ့လက်နက်ကိုစွန်းအားတင်မြင့်တင်ကြတာကြောင့်မိစာငကကိုလွတ်ပေးလိုက်ပြီးတော့ထိုငကနဲ့တူလိုက်ရန်ရှာဖွေခဲ့တယ်။အမှန်တော့ဒီလိုအခြေအနေမျိုးရောက်ရှိလာအောင်လို့ဖန်တီးနေတဲ့သူကတော့ကောင်းကင်တမန်တော်ဖြစ်တဲ့မိုးဂျူနတ်ပဲဖြစ်ပါတယ်။ မွေးကြွနဲ့ကတော့လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကတည်းကဖမ်းဆီးချုံနှောင်ခံထားရတဲ့မိဆာနဂါပြည်ကိုလွတ်မြောက်စေရန်အတွက်ကြိုးပမ်းနေကြတာပါအကြောင်းရင်းကတော့မိဆာနဂါပြည်လွတ်မြောက်လာတဲ့ခါကျရင်သူကိုယ်တိုင်ဖမ်းဆီးပြီးတော့နတ်ပြားယာလူအစ်စ်တွေကိုရယူခြင်းလိုပဲဖြစ်ပါတယ်။အဲ့ဒီနောက်တော့ကောင်းကင်စစ်သူကြီးဖြစ်တဲ့အလန်နဂါမိဆာကျင်နဂါနဲ့အတူသူ့ရဲ့ယထနာကြပန်းမိအိမ်ကိုအစွမ်းနေတိုးမြှင့်ဖို့အတွက်ပင်လယ်ရေအောက်မျက်နှာပြင်မှာရှိနေတဲ့နတ်လောင်เจ้าမှာတွားရောက်ရှာဖွေခဲ့ပါတယ်။ ထိုနှက်လောင်ကျောင်းမှာတော့မိစ္ဆာနဂါးဘီရင်ကိုဖမ်းဆီးချုံနှောင်ထားတာပဲဖြစ်ပါတယ်ဒီအကြောင်းအရာကိုမသိတဲ့စစ်သူကြီးအာလန်နန်နဲ့မိစ္ဆာနဂါးတို့ကရန္နာကြာပန်းမိအရေးအစွမ်းတွေကိုတိုးမြင့်ဖို့အတွက်စူးစမ်းရင်းနဲ့ပဲနှက်လောင်ကျောင်းကိုဖျက်ဆီးသွားခဲ့မိပါတယ်အဲ့ဒီအတွက်ကြောင့်ကောင်းကင်နမင်းဘီရင်ကအာလန်နန်နဲ့အတူရှိနေတဲ့မိစ္ဆာနဂါးကိုတောက်တင်ရန်အတွက်ကောင်းကင်တမန်တော်တွေဖြစ်တဲ့နီချားနဲ့လေးကြံကြီးတို့ကိုဆေလွတ်ခဲ့ပါတယ် ောင်းကင်ဆက်သူကြီးဖြစ်တဲ့အလိုင်နာကတော့သူ့ရဲ့မိတ်ဆွေတငယ်ချင်းဖြစ်တဲ့ယင်နဂါကိုကာကွယ်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမိတ်ဆာနဂါပရင်ကရောက်ရှိလာပြီးတော့မိတ်ဆာယင်နဂါကိုခေါ်ဆောင်သွားခဲ့ပါတယ်။တော့ယင်နဂါကမိတ်ဆာတကောင်တော့မဟုတ်ပါဘူး။နဂါအစ်တကောင်ဖြစ်ဖို့စ조사နေခဲ့တာ။ဒါပေမဲ့လည်းယင်နဂါကမိတ်ဆာနဂါပရင်ရဲ့ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့ပလဲတလုံးဖြစ်နေခဲ့တာပါ။မိတ်ဆာနဂါပရင်ကချုပ်နှောင်ထားတဲ့လက်လောင်ကြောင်းကနေလွတ်မြောက်ဖို့အတွက်ကိုယင်နဂါအဖြစ်ဖန်ဆင်းစေလိုလိုက်တဲ့ပလဲတလုံးပဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့မိစ္ဆာဘရင်ကနတ်လွန်ကျောင်းကနေလွတ်မြောက်သွားတဲ့အတွက်ကြောင့်သူ့ရဲ့စွမ်းအင်တွေကိုတုံ့ပြန်ဖို့အတွက်ရေနဂါးကိုသူ့ရဲ့ခန္ဓာကိုယ်တွေကိုပြန်လည်ဆုပ်သွင်းခဲ့ပါတယ်။အဲ့ဒီနောက်တော့မိစ္ဆာနဂါးဘရင်ကနတ်လွန်ကျောင်းကနေလွတ်မြောက်သွားတဲ့အတွက်တားမြင်နေပြီးစီကိုဖြတ်ခါအခြားသောမိစ္ဆာတွေကိုစီယုံသိမ်းသိမ်းပြီးတော့လောကသုံးပုံကိုစတင်ဖြက်စီပါတော့တယ်။အဲ့ဒီအတွက်ကြောင့်ကောင်းကင်တမန်ကြီးကစစ်သူကြီးအာလန်နဲ့နေကြားတို့အပြင်စစ်သူကြီးလေးကြံကြီးနဲ့အခြားသောကောင်းကင်တမန်တော်တွေကိုပါမိစ္ဆာနဂါးပြင်ကိုဖမ်းဆီးချုံနောက်ရတော့ဆေလွတ်ခဲ့ပါတယ်။ အဲ့ဒီနောက်တော့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့တယ်။သို့ပေမဲ့လည်းမိစ္ဆာနဂါပြင်းရဲ့စွမ်းအားတွေကကြီးမားလာတာကြောင့်ကောင်းကင်တမန်တော်တွေလည်းပြင်းထန်စွာဒဏ်ရာတွေရရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲပလဲတလုံးအဖြစ်အသွင်ပြောင်းသွားတဲ့ရေနဂါကလည်းကလည်းနဂါဘီရင်ရဲ့အားနည်းချက်တွေကိုသိနေတာကြောင့်ကိုညီတိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့မိစ္ဆာနဂါဘီရင်ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်ကောင်းကင်နမင်းဘီရင်ကတော့ပလဲရေနဂါကိုမိစ္ဆာနဂါဘီရင်ကိုဖမ်းဆီးရန်ကိုညီတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်လူပြည်မှာပြန်လည်မွေးဖွားစေခဲ့ပါတယ်။ ဒီစကားလေးကတော့ဒီနှစ်2025မှာအသစ်ထွက်ရှိထားတဲ့ animation ရုပ်ရှင်စကားကောင်းလေးပဲဖြစ်ပါတယ်